ကျွန်တော်ဘာကြီးဖြစ်ပါစေလို့လဲအဲ့လိုမျိုးလဲမရည်မှန်းဘူးဒါပေမဲ့မစူးစမ်းဘူးလားဆိုပုံမှန်တော့စူးစမ်းနေတယ်အဲ့လိုမျိုး target တခုတော့အဲ့လိုမျိုးငါနာမည်ကျော်ရမယ်ဘာညာတော့မရှိဘူးအကောင်းဆုံးစူးစမ်းတယ်အဲ့ဒါမှဖြစ်တဲ့တလောက်ဖြစ်ရင်ဒါကို့အတွက်ပေါ့ကံပဲပေါ့နော်ကျွန်တော် ကံရောပဲစူးစမ်းပြီးတော့ကံရောပဲပုံချလာလိုက်တယ် အဖေကတော့ကျမ်းပါတယ်ပင်နေရောကိုကိုကတော့ပုံမှန်ဒီတိုင်းနေတာဟောငါ့ကိုမသိပါဘူးဒီတိုင်းထင်တာဒါပေမဲ့ဘယ်နေတော်တော်ကျွန်တော်ဟိုအာဆယ်ယောက်လောက်မှာတော့ငါးယောက်လောက်ကတော့အနည်းဆုံးသိတယ်ပေါ့နော်အော်အဲ့ဒါမှဟိုငါ့ကိုလူတွေသိပါလားကိုကိုအဲ့ဒါထင်ပြီးတာကိုကိုကတော့အများနဲ့တော့အောက်ကိုတော့ချလာတာဒါဘာမှမဟုတ်ဘူးဘာမှမသိဘူးဒါပေမဲ့တော်တော်များများတော့သိပါတယ်နာမည်ကြီးတော့မဟုတ်ဘူးပေါ့နော်စသဖြင့်ဟိုကြည့်တဲ့လူဆိုရင်တော့သိတယ်သိတာများတယ်ဟုတ် mm အရန်ဝမ်းတာတာပေါ့နော်အဲအာအရန်တီးတာတီးတဲ့ခါကျတော့ထပ်ပြီးတော့ကြိုးစားအောင်ပါလို့စိတ်ထဲမှာတမတ်မိတာကျွန်တော်ကအပြင်မှာဒီတိုင်းနေရတိတ်မသိဘူးစင်ပေါ်ရောက်သွားမှကျွန်တော်က TV ထဲမှာပါတာမိတ်ကနဲ့ပါတာများတာကိုမိတ်ကလည်းကျွန်တော်တခါကြီးကျရင်အဆူဝဲနေတယ်သွားလို့ကျရင်ပုံမှန်ဒီတိုင်းဆိုတော့မသိဘူးစင်ပေါ်ရောက်မှကျွန်တော်နာမည်ကတော့ဆိုင်းရင်မူဖြစ်ပါတယ် ကျွန်တော်ဇမင်းသားလေးပါအဲအဲ့ကြမှာဟာငါတို့ကြည့်တဲ့ဆိုင်းရင်မို့အဲ့လိုမျိုးဖြစ်သွားတဲ့ feeling ပေါ့နော်တကယ်မချစ်ရတာဘာလားမလိုက်ချစ်ဆက်ခောက်ဆွဲဟုတ်ကဲ့ပါဒီနေ့ပွဲရတော့ကျွန်တော်တို့လင်္ကာဒီပါအကြောင်းတော်ကြီးရဲ့အမှုပညာဂီတနဲ့အင်္ဂလိပ်စာသင်တန်းဆင်ပွဲအဲ့မှာကလေးတွေကအကြောင်းဆင်ပွဲအနေနဲ့ကပြတင်ဆက်တယ်အဲ့ဒီမှာကျွန်တော်ရဲ့အခန်းကဏ္ဍကတော့ကလေးတွေကိုနော်ဒရီတာဖြစ်ပေါ့နော်စက်ထုပ်တထုပ်မစခင်တိဆက်သူဖြစ်ကျွန်တော်ပါဝင်ဖြစ်ပါတယ် Please let's get on the king of Ethiopia. Dinarit is said to be planning an attack on Hanawi. Your father commands you to lead Tongu army and march to war by royal order. ကလေးတွေကကျွန်တော်တို့လုံးဝလိုက်မမီတော့အရန်တော်တယ်အမှုပညာဘက်ပိုင်းဖြစ်ဖြစ်စာပေဘက်ပိုင်းဖြစ်ဖြစ်အရန်တော်ပါတယ်အာသူတို့သူတို့ကြည်ပြီးတော့ကျွန်တော်တို့မကြိုးစားဘဲနဲ့မရတော့ကလေးတွေမိအောင် လေးတွေတော်အောင်မို့ကလေးတွေမီအောင်လို့လည်းပဲမီအောင်လို့ကြိုးစားရတော့အပေါ်မှာကျွန်တော်အရင်တော့သူတို့ဇက်တိုက်နေတော့ဒီလောက်ထိကလေးတွေတော်လိမ့်မယ်လို့မထင်တော့တကယ်ပြောတာပါကိုကိုကိုရဲ့ကလေးတွေကြောင့်မပြောတာလည်းမဟုတ်တကယ်တော်တယ်အင်္ဂလိပ်စကေးတွေနောက်ပြီးတော့သူတို့ ဒီဇက်တို့တို့ကိုသူတို့ကိုယ်တိုင်အင်တာနက်ကနေကြည့်ပြီးတော့ national အောင်ကြောင်းဆို national အောင်ကြောင်းသူတို့လေ့လာတယ်လေ့လာပြီးတော့လူကြီးရဲ့ control ဘယ်သူမှမပေါ့ကလေးတွေပဲသူတို့ဘန်သူတို့ director လို့သူတို့ဘန်သူတို့စကားပြောအဲ့လိုမျိုးတွေတင်ဆက်တဲ့အတွက်အရန်မဲဂုံယူရဲပေါ့နော်ဒီခေတ်ကလေးတွေနောက်ပြီးတော့ဆရာကောင်းတမားကောင်းဆရာအောင်ကျော်ထွန်းရဲ့လမ်းပြမှုလမ်းပြမှုဆိုတော့ဒီဇက်တို့မှလည်းဆရာကဘာမှမပြသေးကလေးတွေရဲ့စီစဉ်မှုနဲ့ပဲသူကကြည်ပေးုံလောက်ပဲကလေးတွေအရန်တော်ပါတယ်လို့ပြောချင်ပါတယ် National Refuge to Confess as his punishment. He was executed by impalement at Daniel. အာအခုကတော့ကျွန်တော်နေပွဲလေးတွေတချင်းလိုက်ဆိုရဲလိုက်ကြတယ်ပေါ့နော်အာအခုလောဆယ်တော့အဲ့လောက်ပါပဲနောက်နေ့ကျမှကျွန်တော်တို့အချင်းကြီးအကြောင်းကြောင်းကြောင်းပေါ့နော်ကျွန်တော်တို့အကြီးအကျယ်ပွဲကြီးတွေတော့မကပြစ်သေးပါဘူးကျွန်တော်တို့ဟိုကအဲ့ကိုဗစ်ထဲကကျွန်တော်တို့ ိတ်ပြီးတော့မတင်ဖြစ်တော့တာအရင်တည်းကလည်းကျွန်တော်တင်တာနေတယ်အခုနောက်ပိုင်းမှာအမှုပညာကိုကအမှုပညာလုပ်နေတာဆိုတော့ဒီတိုင်းအဆက်ပြတ်သွားလို့အဆင်မပြေဘူးမင်းနည်းနည်းအားတွန်းတွန်းတိုင်းနဲ့မင်းလို့ဘာညာအဲ့လိုမျိုးကြောက်မှုတာကျွန်တော်နည်းနည်းတလနေစိတ်ကူးပေါအောင်လဲဆက်တိုက်တင်တယ်စိတ်ကူးမပေါအောင်လဲတလချားရင်လဲချားလိုက်တယ်အဲ့လိုမျိုးပေါ့ပုံမှန်မရှိဘူးအာကျင်းနှမှုရှိလားဆိုတော့ ကျွန်တော်ဘာကြီးဖြစ်ပါစေလို့လဲအဲ့လိုမျိုးလဲမရည်မှန်းဘူးဒါပေမဲ့မစူးစမ်းဘူးလားဆိုပုံမှန်တော့စူးစမ်းနေတယ်အဲ့လိုမျိုး target တခုတော့အဲ့လိုမျိုးငါနာမည်ကျော်ရမယ်ဘာညာတော့မရှိဘူးအကောင်းဆုံးစူးစမ်းတယ်အဲ့ဒါမှဖြစ်တဲ့တလောက်ဖြစ်ရင်ဒါကိုယ့်အတွက်ပေါ့ကံပဲပေါ့နော်ကျွန်တော်ကံရောပဲစူးစမ်းပြီးတော့ကံရောပဲပုံချလာလိုက်တယ် အားပေးရတော့ကျမ်းပါတယ်ပင်နေရကိုကိုကတော့ပုံမှန်တိုင်းနေတာဟောငါ့ကိုမသိပါဘူးဒီတိုင်းထင်တာဒါပေမဲ့ဘယ်နေတော်တော်ကျွန်တော်ဟိုအာဆယ်ယောက်လောက်မှာတော့ငါးယောက်လောက်ကတော့အနည်းဆုံးသိတယ်ပေါ့နော်အော်အဲ့ဒါမှဟောငါ့ကိုလူတွေသိပါလားကိုကိုအဲ့ဒါထင်ပြီးတာကိုကတော့အများနဲ့တော့အောက်ကိုတော့ချလာတာငါဘာမှမဟုတ်ဘူးဘာမှမသိဘူးဒါပေမဲ့တော်တော်များများတော့သိပါတယ်နာမည်ကြီးတော့မဟုတ်ဘူးပေါ့နော်စသဖြင့်ကိုကြည့်တဲ့လူဆိုရင်တော့သိတယ်သိတာများတယ်ဟုတ် 음အရန်ဝမ်းတာတာဗောနော်အာအရန်တီတာတီးတဲ့ခါကျတော့ထပ်ပြီးတော့ကြိုးစားအောင်ပါလို့စိတ်ထဲမှာတော့မှတ်မိတာကျွန်တော်ကအပြင်မှာဒီတိုင်းနေရတိတ်မသိဘူးစင်ပေါ်ရောက်သွားမှာကျွန်တော်က TV ထဲမှာပါတာမိတ်ကနဲ့ပါတာများတာဟုတ်မိတ်ကလည်းကျွန်တော်တခါကြီးကျရင်အဆူဝဲနေသွားလို့ကျရင်ပုံမှန်ဒီတိုင်းဆိုတော့မသိဘူးအစင်ပေါ်ရောက်မှကျွန်တော်နာမည်ကတော့ဆိုင်းရင်မူဖြစ်ပါတယ်ကျွန်တော်ဇမင်းသားလေးပါအဲအဲ့ကြမှာ ဟာငါတို့ကြည့်တဲ့ဆိုင်းရင်မူအဲ့လိုမျိုးဖြစ်သွားတဲ့ feeling ပေါ့နော်အမ်ပြိဒါအဘိမောမတူဘူးဘာလို့လဲဆိုကျွန်တော်ကမင်းသားလေးတယောက်အနေနဲ့တည်တာလားအဆိုဝဲသွားတဲ့ခါကျတော့ဟာကပြပါအောင်ကျွန်တော်တိုက်ပုံနဲ့လဲတချို့လောက်တော့ကရတာပဲရောက်တဲ့နေရာတိုင်းဘာလို့လဲဆိုကိုကမင်းသားအနေနဲ့တည်တာလားဟိုဇာမင်းသားလေးအနေနဲ့တည်တာဆိုတော့ကပြရတယ်နောက်ပြီး feeling ကဘယ်လိုလဲဆိုတော့ ကျွန်တော်လည်းငငယ်လေးကအကောက်ပဲဝါသနာပါတာလေဒါအချင်းကြီးရောက်မှုတာအဆူလေးရောအကလေးရောဇက်ကြီးလေအဲ့လိုမျိုးမကသေးတာပေါ့နော်ဖြစ်ချင်တာတော့အဲ့လိုဇမင်းသားဇမင်းသားပဲအဲ့ဒါမဲ့အချင်းကြီးကြောင်းကြောင်းကြောင်းမို့အရန်ပွဲကြီးလည်းမလုတ်ချင်တော့ဒီတိုင်းပဲနေပွဲလေးနဲ့တိတိလေးတွေအဲ့လိုမျိုးတွေကတကယ်စိတ်ဆန္ဒအမှန်တော့ကကျင်တာပေါ့ကျွန်တော်ကပြုံးချုံ အခုကတော့ကျွန်တော်တို့ဇက်မဟုတ်တဲ့အတွက်ငားတဲ့အလူရှင်အခြေအနေပေါ်ကြည့်ပြီးတော့ပေါ့နော်ခရီးအကွာဝေးကြည့်တယ်ပါဝင်တဲ့လူဦးရေအခုက KB တလုံးနဲ့ကရမှာလားမင်းသမီးကဘယ်နဲ့လဲလဲလူရှင်တော့ဘယ်နဲ့လဲလဲကျွန်တော်တယောက်ထဲလားဟိုကဖွင့်နေပေါင်းကရမှာလားအဲ့ဆိုဈေးကပုံမှန်တော့မရှိဘူးအဲ့လိုမျိုးပေါ့နော်အော်ဟုတ်ကဲ့အခက်ခဲကတော့ကျွန်တော်တို့အမှုပညာမျိုးမရှိတဲ့အတွက်ခက်ခဲပါတယ်ကျွန်တော်တို့ရင်ကျေမှုတက်ကတော့ကြောင်းဆင်းပြီးတော့အခုဆမ်းမင်းရဲ့စက်ထဲမှာလိုက်တယ်ပေါ့နော်ဒါကလည်းကျွန်တော်စိုင်းရင်မိုးဆိုတဲ့နာမည်တလုံးဖြစ်လာဖို့ဆိုတော့ ကိုစမ်းမင်းကနာမည်လေးပေးပြီးတော့မြောက်ပေးခဲ့လို့ကျွန်တော်တို့ဖြစ်လာတာပေါ့နော်အများသိလာတာမလာမြန်ရဲ့ကျေးဇူးကိုစမ်းမင်းရဲ့ကျေးဇူးပေါ့နော်အခုကတော့ဒါဆရာအောင်ကျော်တွန်းရှိမှာအရေးကိုခိုးလုံပြီးတော့သူ့ရဲ့လမ်းညွန်မှုနဲ့အမှုပညာတွေဆက်ပြီးတော့ကြိုးစားနေပါတယ်ဟုတ်တယ်အရင်တော့ကတော့အရင်တော့ကမလွယ်ဘူးဒီဇာတ်တမင်လောကမှာဖြတ်တယ်မဟုတ်အခုကပို့ပြီးတော့ကိုမလွယ်ခစ်အခြေအနေရအောင်ကျွန်တော်တို့ဇက်ခစ်ကမရှိသလောက်ဇက်အပြည့်စုံခစ်ကမရှိတော့ဘူး အကြောင်းအကြောင်းကြောင့်ဆိုတော့ကျွန်တော်တို့တော်တော်ကြိုးစားရမှာပါအခက်အခဲတွေလည်းအများကြီးပို့ပြီးတော့အရင်ခေတ်ကတည်းကအရင်ခေတ်ကဆက်မင်းသားတွေတော့မှအခက်အခဲတွေနဲ့ရင်ဆိုင်ရဒီခေတ်ဆက်မင်းသားတယောက်အနေနဲ့ပို့ပြီးတော့ကျွန်တော်တို့အခြေအနေတွေကြောင့်ပို့ပြီးတော့ရက်တီဖို့ခက်ပါတယ်အကြောင်းမလို့ကျွန်တော်တို့ဆိုရင်လည်းတချင်းလေးဆိုလိုက်ကားလိုက်အဲ့လိုမျိုးနဲ့သွားနေတာပေါ့နော်အဲ့လိုမျိုးတော့မရှိဘူးကိုယ်ဝါသနာဒါကကျင်တာစီးပွားရေးမဟုတ်တော့မှစီးပွားရေးတခြားစီးပွားရေးနဲ့ကျွန်တော်ချမ်းသာသွားတယ်ထားပါတော့တခြားစီးပွားရေးနဲ့ချမ်းသာတော့ကျွန်တော်ကအောင်ပါပဲတော့စီးပွားရေးတော့မလုပ်တော့ဘူးဝါသနာလည်းကမယ် ်တော့ကတာတော့မစွန့်လွန်နိုင်ဘူးကောနော်ဘုံကြီးဝတ်တာတော့ဘာလို့ဆိုတော့စွန့်လွန်ဒီတိုင်းလူသားအနေနဲ့ကတော့ကတာဆိုတာမမစွန့်လွန်နိုင်ဘူးအပြင်မှာတချင်းတွေဘလောက်ဆိုတော့ကျွန်တော်ဒီပြန်ရောက်အတန်ဝင်ဝင်တချင်းကတော့ဆိုးနေတာပဲကျွန်တော်ကဇက်ဆိုတော့မကကျင်နေဒေဝစ်စတာလေးဆိုပါလားအဲအဲ့လိုမျိုးဇက်ဆန်တဲ့ဘက်ကိုကျွန်တော်ပူသွားတယ်ပေါ့နော်ခစ်ဘက်ဆိုတာလေဒေဝစ်စတာလေးဆိုပြပါဒေဝစ်စတာလေးနဲ့ကပြပါဒေဝစ်စတာပဲတောင်းတာများတယ်ပေါ့နော်အဲ့လိုမျိုးအဲကျွန်တော်ကပျော်ရှင်မိတယ်ပေါ့ငကိုရီကကျွန်တော်တိုက်ပုံဝင်ထားပြီမဲ့တချင်းဆိုနေ၅ပြီဆိုတော့ ကျွန်တော်ကကြင်တာလေကကြင်တော့ဟာပြိတက်ကတောင်းဆိုတော့ကိုယ့်ရဲ့ဆန္ဒနဲ့ပြိတက်ရဲ့ဆန္ဒနဲ့ကွတီပဲအဲ့ဆိုတော့ကချလိုက်တယ်။ပေနီယာကြီးကလိုက်တာပဲအောက်ကတောင်းပြီးဆိုတော့အတောင်းဆောင်နေတာဆိုင်းမကပြပါအောင်ဆိုတော့ကပြီးသားပဲဟုတ်ကဲ့ရအဲ့လိုဟုတ်ကလန်းနာမျိုးရှိတယ်ဒါပေမဲ့ဝါသနာမပါတာလေတကြောင်နောက်ပြီးတော့ကိုယ့်ရဲ့ professional line မဟုတ်ဘူးကိုကအက line ဆိုတော့ကိုမပိုင်တဲ့အရာကြီးပြိတက်ကိုချမပြချင်တာလေတကြောင်နောက် overall စက်ထုတ်လို့ဆိုရင်တော့ကျွန်တော်တို့နီးစက်တယ်ပေါ့နော်ကျွန်တော်ယဉ်ကျေးမှုကြောင်းစင်ဖြစ်တယ်အဲ့လိုမျိုးဆိုရင်တော့ကျွန်တော်နည်းနည်းစဉ်းစားပြီးတော့လှုပ်ဖြစ်မယ်ထင်တယ်ဟုတ်တယ်ဆရာအောင်ကျော်ထွန်းနဲ့လည်းအဲ့လိုမျိုးနည်းနည်းတိုင်ပင်ပြီးတော့ပေါ့နော်အဲ့ဒါအနောက်ဓာတ်ကတော့မရအောင်ဘယ်ကိစ္စမှမရအောင်တကယ်ပြောတာဘလို့လဲရလေချင်းဆိုမရအောင်အဲကျွန်တော်ကိုယ့်ဘောကိုဂျင်းနေတတ်တာလည်းပါတာပေါ့အဲ့လိုမျိုးသူများရင်လည်းမြေနဲ့နိုင်မရှိဘူးတကယ်ချင်းတော့ तू ကအမြင့်ရောက်သွားတယ်ကိုကဒီလားမစူးစမ်းတာမဟုတ်ဘူးကိုယ့်ဘောကိုရောင်ရဲတင်းနေပြီးတော့စူးစမ်းတာအဲ့လိုအဲ့ level ပေါ့